မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့တနာယီ manifestation နီးနှဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးပြပြပေးသွားမှာဖြစ်ပါတယ်ဒီနီးနှဲဟာသင်လို့ရှင်တဲ့အရာကိုတနာယီအတွင်းမှာ manifest ဖြစ်လာအောင်အကူအညီအထောက်အပံ့ပေးနိုင်တဲ့နီးနှဲပေးဖြစ်ပါတယ်ဒီနီးနှဲကတော့ဆရာကြီး Never Goda ရဲ့နီးနှဲပေးဖြစ်ပါတယ်ဒီနီးနှဲဟာအဓိကအားဖြင့်ကျွန်ုပ်တို့ရဲ့စိတ်တဲ့ mindset နဲ့ပဲသက်ဆိုင်ပါတယ် ဒီလိုတနအီမန်နီဖက်စတေးရှင်းနည်းလမ်းကိုအသုံးပြုရှင်းအပြင်ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာဘေးအရာကိုမဆိုတနအီအတွင်းမှာမန်နီဖက်စ်ဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။မိတ်ဆွေလိုရှင်တဲ့အရာဟာ relationship လေးဖြစ်ရှင်ဖြစ်မင်းတစ်ဖက်လူစီကဖုန်းကောလေးဖြစ်ရှင်ဖြစ်မင်းဒါမှမဟုတ်ကိုလိုရှင်နေတဲ့ငွေကြေးလေးဖြစ်ရှင်ဖြစ်မင်းအလုတ်ကိန်အခွင့်အလဲတွေလေးဖြစ်ရှင်ဖြစ်မင်းဘာပဲဖြစ်ဖြစ်မိတ်ဆွေလိုရှင်တဲ့အရာကိုမန်နီဖက်စ်ဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။ဒီနည်းနဲ့ပတ်သက်ပြီးရင်ကန့်သက်ချက်တွေမရှိပါဘူး။ ဒါပေမဲ့လူတော်တော်များများဖြစ်နေကြတာကတော့သူတို့ရဲ့ manifestation လုပ်ငန်းစဉ်အပေါ်မှာကန့်သက်ချက်တွေ ထားနေကြတယ်။ဒါကြောင့်ကန့်သက်ချက်နဲ့သက်ဆိုင်တဲ့ယုံကြည်ချက်တွေ ရှိလာကြတယ်။တကယ်တော့ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာပေါ်မှာကန့်သက်ချက်မေ့စွာ manifest ပြုလုပ်နိုင်ကြတဲ့လူတွေဖြစ်ပါတယ်။ဒါပေမဲ့လေကိုယ့်ရဲ့စိတ်ထေကကန့်သက်လိုက်တဲ့အခါအဲ့ဒီ manifestation ဟာကန့်သက်ချက်တွေရှိနေတာကြောင့်ကိုလိုရှင်တဲ့အရာတွေကိုအလွေတကူမရနိုင်ပြီးဖြစ်သွားတဲ့ကြတာဖြစ်တယ်။ ဒီတော့ကျွန်တော်တို့အနေနဲ့ပြုလုပ်ရမှာကတော့အဲ့ဒီကိုကင်းသက်ထားတဲ့အရာတွေကနေပြီးတော့ကိုယ့်ရဲ့ဖြစ်နိုင်ရှင်အလားအလာတွေရှိအောင်ပြောင်းလဲပေးဖို့လိုအပ်တယ်။ ဥပမာဆိုကြပါစို့မိတ်ဆွေဟာတစုံတစ်ခုကို manifest ဖြစ်ရှင်တယ်အဲ့ဒီအရာ manifest ဖြစ်လာဖို့အတွက်၅နှစ်လောက်ကြာမီတော့ယုံကြည်တယ်ဆိုရင်အဲ့ဒီအရာ manifest ဖြစ်ဖို့၅နှစ်လောက်ကြာပါလိမ့်မယ်တကယ်တော့အဲ့လိုမဟုတ်ဘဲနဲ့မိတ်ဆွေရဲ့စိတ်ထင်းမှာဒါသည်တလားလောက်ကြာမီတော့စဉ်းစားလိုက်တယ်ယုံကြည်လိုက်တယ်ပေါ့နော်အဲ့လိုဆိုရင်အဲ့ဒီအရာက တလားလောက်ကြာနိုင်ပါတယ် တကယ်တော့မိတ်ဆွေရဲ့စိတ်ထဲမှာအဲ့ဒီအရာဟာတဏှာကြီးအတွင်းမှာ manifest ဖြစ်လာလိမ့်မယ်လို့ယုံကြည်နေတယ်ဆိုရင်အဲ့ဒီအရာဟာတဏှာကြီးအတွင်းမှာပဲ manifest ဖြစ်လာပါလိမ့်မယ်တကယ်တော့မိတ်ဆွေရဲ့စိတ်ထဲမှာတစုံတစ်ခုကိုပြုတ်လုံးနိုင်တယ်တော့ယုံကြည်နေမိဆိုရင်အဲ့ဒီအရာသည်မိတ်ဆွေပြုတ်လုံးနိုင်တဲ့အရာပဲဖြစ်တယ်။တကယ်တော့မိတ်ဆွေရဲ့စိတ်ထဲမှာငွေရဖို့ခက်ခဲတယ်တော့ယုံကြည်တယ်ဆိုရင်အမှန်တကယ်ငွေရဖို့ခက်ခဲပါလိမ့်မယ်။ တကယ်တော့မိတ်ဆွေရဲ့စိတ်ထဲမှာတစ္ဆာရှိတဲ့ relationship တစ်ခုကိုရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ယုံကြည်နေတယ်ဆိုရင်အဲ့ဒီအရာဟာမိတ်ဆွေအတွက်မဖြစ်နိုင်ပါဘူး။ဒီလိုပဲတဏှာရင်အတွင်းမှာကိုဖြစ်ရှင်တဲ့အရာတွေကိုလိုရှင်တဲ့အရာတွေဟာကိုဘဝမှာ manifest ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ယုံကြည်နေမိဆိုရင်အဲ့ဒီအရာဟာမိတ်ဆွေအတွက်မဖြစ်နိုင်ပါဘူး။လို့ရှင်တဲ့အရာတစ်ခုကို manifest ဖြစ်ဖို့ကြာတဲ့ကြာချိန်ဆိုတာလေတင့်ရဲ့ယုံကြည်ချက်အပေါ်မှာမူတည်ပါတယ် ။သင်ရဲ့ယုံကြည်ချက်ထဲမှာအခုအခင်အတားဆီးတွေ resistance တွေရှိနေပြီဆိုရင်သင်လို့ရှင်တဲ့အရာတွေကလည်း manifest ဖြစ်ပေါ်နှောက်နှေးတတ်ပါလိမ့်။လို့ရှင်တဲ့အရာကို manifest ဖြစ်အောင်တားဆီးနေတဲ့အခုအခင်အတားဆီးတွေဆိုတာကိုကိုတိုင်းဖန်တီးထားတဲ့အရာတွေဖြစ်တယ်။အဲဒီကိုကိုတိုင်းဖန်တီးထားတဲ့အခုအခင်အတားဆီးတွေဟာကိုလိုရှင်တဲ့အရာတွေနဲ့ကိုင်ညီမှုမရှိအောင်မိမိကိုယ်ကို ဖန်တီးနေတာပဲဖြစ်တယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ resistant တွေရှိနေမင်းအခက်အခဲတွေရှိနေမင်း energy အတားအဆီးတွေရှိနေမင်းတနည်းအားဖြင့်ပြောမေဆိုရင် resistant ဆိုတဲ့ခုခက်အတားအဆီးမှုရှိနေတဲ့အရှိအနေတစ်ခုကိုရောက်နေတယ်ဆိုတာက ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့်ပဲဖြစ်တယ်ဒါပေမဲ့သင်ဟာသင်ရဲ့ယုံကြည်ချက်ကိုထိန်းချုပ်လို့ရပါတယ်။အဲ့ဒါသိပြီးရင်ကျွန်ုပ်တို့အတွက်တည်ငြိမ်ကောင်းပြီဖြစ်တယ်။ ကျွန်တော်တို့လိုရှင်တဲ့အရာဖြစ်ရှင်တဲ့အရာတွေအတွက် manifestation ဆိုတာ energy စီးဆင်းနေတဲ့အခြေအနေမှာအလုပ်လုပ်ဆောင်နေပါတယ်။အဲဒါကို flow state လို့ခေါ်ပါတယ်။ကျွန်တော်တို့အနေနဲ့အဲ့ဒီလို flow state ဆိုတဲ့အခြေအနေကို ရောက်ဖို့လိုအပ်ပါတယ်။ဒီလို flow state ကိုရောက်နေပြီဆိုရင်ကျွန်တော်တို့အနေနဲ့အခုအခင်အတားဆီးတွေဖြစ်တဲ့ resistance တွေက လုံးဝမရှိတော့ပါဘူး။ဒီအခြေအနေမှာအရာအလုံးဟာသူ့နည်းနဲ့သူ energy စီးဆင်းနေပါတယ်။ ဒီလိုအခြေအနေကနေပြီးတော့ရုပ်တရက် manifestation ဖြစ်နိုင်တဲ့အခြေအနေကိုရောက်ရှိသွားစေပါတယ်။ဒီလိုအခြေအနေမျိုးကိုရောက်ပြီဆိုရင်ကိုယ့်အတွက်အပြုတ်သဘောမဆောင်တဲ့အတွေးတွေဖြစ်တဲ့ငါ့အတွက်အလုပ်ဖြစ်မှာမဟုတ်ဘူး။ဒါကဘေးတော့မှဖြစ်မှာမဟုတ်ဘူး။ငါ့အတွက်ဆိုရင်အဆင်မပြေဘူး။စသဖြင့်အဲ့ဒီလိုအပြုတ်သဘောမဆောင်တဲ့အတွေးတွေအလုံးကိုအားပျော်သွားစေပါတယ်။ဒါကြောင့်ဒီနည်းလမ်းကိုအသုံးပြုမိဆိုရင်ကိုယ့်ရဲ့စိတ်တဲ့ကိုယ့်ရဲ့ mindset ကိုအသုံးချဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ်ထဲကိုကောင်းမွန်စွာအသုံးချနိုင်ဖို့အတွက်ပထမဆုံးစဉ်းစားရမှာကတော့လာမည့်တနအီအတွင်းမှာငါဟာသေချာပေါက်ဖြစ်ကိုဖြစ်မည်ငါလိုရှင်တဲ့အရာဖြစ်လာပါလိမ့်မည်အဲ့ဒီအရာကလုံးဝကိုသေချာတယ်အဲ့ဒီလိုပုံစံမျိုးကိုကိုကိုစဉ်းစားတွေးတောပါ ပြောဆိုကြည့်ပါတနအီအတွင်းမှာ manifest ဖြစ်လာစေဖို့အဓိကသောချက်ကတော့ကိုယ်မှာရှိနေတဲ့ limiting belief တွေဖြစ်တဲ့ကင်းတဲ့ထားတဲ့ယုံကြည်ချက်တွေကိုလွှတ်ရှားဖို့လိုအပ်ပါတယ် ပြင်းရင်မိမိကိုယ်ကို energy စီးဆင်းနိုင်တဲ့အခြေအနေကိုရအောင်ပြုလုပ်ဖို့လိုပါတယ်။ဒီလို energy စီးဆင်းနိုင်ဖို့အတွက်တောင်တွင်းမြောက်တွင်းတွင်းနေတဲ့အတွေးတွေကိုလွှတ်ချထားလိုက်ပါ။တဲ့ရမလိုလားအဲ့တဲ့အတွေးတွေကိုရက်တင်ပြီးနောက်ကိုလိုရှင်တဲ့အရာရကိုရလိုက်မီလို့သိနေတဲ့အတွေးကို တွေးပေးပါငါကလုံးဝကိုသေချာနေပြီဒါဖြစ်လာဖို့တော့ငါကငါသေချာပေါက်တည်တယ်အဲ့ဒီလိုမျိုးစဉ်းစားပါပြောဆိုပါ ဒါအပြင်ငါလိုရှင်တဲ့အရာနဲ့ပတ်သက်လို့ငါမှအဲ့ဒီအရာကိုရလိမ့်မီတော့လုံဝသိချရတယ်။အဲ့ဒီအရာဒီဘာပဲဖြစ်ဖြစ်ငါအနေနဲ့တင်တရားမရှိပါဘူး။အဲ့ဒီအရာကိုတဏှာကြီးအတွင်းမှာရကိုရပါလိမ့်မယ်။အဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကို ပြောလိုက်ပါကိုယ်လိုရှင်တဲ့အရာဟာဘာပဲဖြစ်ဖြစ်အဲ့ဒီအရာကိုရမေတော့သိနေပြီဆိုရင် သိနေတဲ့အဆင့်တစ်ဆင့်တစ်ခုကိုရောက်သွားပြီဖြစ်တယ်ဒီအဆင့်ကလေတကယ့်ကိုစွန့်အားထက်ပါတယ် ဥပမာသူ့ဖက်ကဖုံးခေါ်လာမေဆိုတာကိုငါသိနေတယ်။ငါလဆာတိုးမေဆိုတာငါသိနေတယ်။ကားအသစ်တစ်စီးရမေဆိုတာငါသိနေတယ်။အလုတ်ကောင်းအကင်ကောင်းတစ်ခုရမေဆိုတာငါသိနေတယ်။တင်လို့ရှင်တဲ့အရာဘာပဲဖြစ်ဖြစ်ဒီနည်းနဲ့ကိုအသုံးပြုပြီးရယူနိုင်ပါတယ်။ဒီနည်းနဲ့မှာကင်တက်ရှယ်လုံးဝမရှိပါဘူးလုံးဝကိုသင်ရှာနေမှုအခြေအနေတည်ပြီးနေရင်သင်လို့ရှိတဲ့အရာကိုရနိုင်ဖို့တော့ရှယ်ပေးဖြစ်တယ် သိလို့ရှင်တဲ့အရာဟာဘာပဲဖြစ်ဖြစ်သင်ရဲ့စိတ်ထဲကိုအုံပြုပြီးရင်လုံးဝကိုတေချာနေပြီဆိုတဲ့အရှိအနေကို ရောက်သွားတဲ့အခါသင်လို့ရှင်တဲ့အရာဟာ manifest ဖြစ်လာပါလိမ့်မယ်ဒီနည်းနဲ့ဟာဆရာကြီး never got ရဲ့နည်းနဲ့ကိုအရှိခင်ထားတာဖြစ်ပါတယ်။သင်ရဲ့စိတ်တဲ့သင်ရဲ့မိန့်ဆက်ကိုပြောင်းလေးလိုက်ပါ။ဘလို့ပြောင်းရမလဲဆိုရင်သင်လို့ရှင်တဲ့အရာဟာတေချာပေါက်ရှိကိုရှိတယ်ရကိုရမယ်ဖြစ်ကိုဖြစ်နေပြီးအဲ့ဒီလိုတေချာပေါက်သိနေတဲ့အချိန်မှာ ။ Energy စီးဆင်းလာပြီးရင်သင်လိုရှင်တဲ့အရာဟာတနာရီအတွင်းမှာ manifest ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှင်ကုန်းချုပ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။